င်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာဒီနေ့ညမလာ20နှစ်နေမှာထွက်ရှိလာတဲ့နေစဉ်ထုတ်တင်စာဂျန်နရီတဲကကောင်းတို့ရာရာစိတ်ဝင်စားဖို့ရာတင်တွေကိုထုံထုံတင်ဆက်ဖက်ကြားဝေးတဲ့အစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်မှာတော့ကျွန်တော်ညီငင်းနဲ့အတူကျွန်တော်မျိုးစုံလေးကတင်ဆက်ပြမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကဲမျိုးစုံလေးဒီနေ့ထွက်ရှိရဲ့နော်တင်စာရီတဲကဒီမျက်နှာဖုံးတင်လေးနော်အရင်တော့ပြပြပေးပါအောင်ခင်ဗျာကျွန်တော်အရင်ဆုံးဒီ daily level เนี่ยမျက်နှာဖုံးကောင်းစဉ်ပါတင်ဖို့ပေါ့နော်ဒီကောက်ဝရလောက်ကိုလိုက်နာပြီးရင်းရဲစွာတောင်းဝင်လဲပြောင်းပြီးမြို့တမဥသေးစဉ်အာဆီယံနိုင်ဂရီးပြီးမြို့ ဟိုဘိုက်ကပါနော်အင်္ဂရဲ့ကျင်းသားများနဲ့ကျောင်းသားများကိုလှုပ်ပေးရင်အဖွဲ့စည်း14ဖွဲ့ဓမ္မဒန်စာဖို့တောင်းဆိုတဲ့ဟို7လေးရဆိုရင်7လေးရပါနော်ဟုတ်ကဲ့ဒီဘဝရလကိုဒေသလိုင်းနာပါကမြန်မာပေါ်ပိတ်ဆို့မှုများရှော့ပေါ်ပြင်းကန်အထက်လွတ်တော်အမတ်နှုတ်တိုက်တွန်းတဲ့ဒါတော့ဒီနေ့ဒီတွေ့ရှိတဲ့မြန်မာပေါ်တွေလေးထူးကြတော့เนาะအဲ့တော့ကျွန်တော်တို့ဒီမှာ ဒေး11သတင်းစာကနေပြီးတော့အိဒါဘောရွေးချယ်တာပါဒါတော့ဒီလက်ရှိအများအာယုံဆိုင်တဲ့သတင်းလေးတစ်ပုဒ်ပါဒီတစ်ပုဒ်ပါဆိုမဲ့ဒီသတင်းကတော့ဗျာဒီသတင်းဆိုလို့ပြောရမလားပေါ့နော်ဖားကန်မြေမြေစာပုံပြူပြီးတော့လူပေါင်းများစွာဆုံးတိတ်ဆုံးသွားတဲ့နောက်ဆက်တွဲဒီမှာအိဒါအော်ဘုံမှာတော့ရေးထားပါတယ်အိဒါအော်မှာဒါကိုမိမောင်းထိုးပြရတာပေါ့ဗျာဖားကန်မြေစာပုံပြူကြောက်မှုကတဲ့မိမောင်းထိုးပြလိုက်တဲ့ဆင်းရဲမွေးတယ်မှုပြဿနာနိုမ21ရဲ့နနက်အစောပိုင်းကဖားကန်မြို့နယ်လုံခင်းကျေးရွာဥစုနဲ့ စိတ်မှုကြီးရောအစုအကြာရှိတဲ့စံခက်ကူးကြီးရောအပိုင်းတွင်ကြောင်မြေနာမှကုမ္ပဏီများမှစွန့်ပစ်ထားသည့်မြေစာပုံပြူချမှုဖြစ်ပွားခဲ့သည့်မြန်မာကြောက်စိမ့်နှင့်အတူနမကျော်ဖားကန့်ဒေတာတွင်မကြာခဏဖြစ်ပွားလေရှိသည့်စွန့်ပစ်မြေစာပုံပြူချမှုများထဲမှတဲ့နောက်ဆုံးထပ်မံကြုံတွေ့ရသည့်ဖြစ်စဉ်တစ်ခုဖြစ်သည်တဲ့ယခုတစ်ချိန်ဖြစ်စဉ်တွင်မြေစာပုံ၏အဆင်ပြေသလိုနေထိုင်ကြသော NG 80ကမြေစာပုံပြူချမှုကြောင့်လည်းမြေကြီးများအောက်နှိမ့်မြုပ်ပျက်စီးသွားပြီးလက်တလောထီးတဲ့ လူ100ခန့်ပျောက်ဆုံးသည့်အနေအထားဖြစ်သည်ရေနော်ဆိုနောက်ဆုံးခြေပထမလူ100လောက်ဒီပျောက်ဆုံးနေသေဆုံးနေရအခုကြောင့်200လောက်ထိကိုနော်ကျွန်တော်တို့တွေ့နေရတယ်နော်နောက်ဆက်တွဲချင်းတွေကဖကန်တွေနဲ့မြေစွန့်ပြစ်မြေစာပုံပြအကြောင်းဖြစ်စဉ်များမကြာခဏဆိုသလိုဖြစ်ပွားလေရှိသည်ဖြစ်ပွားတိုင်းလည်းလူသေဆုံးမှုများတည်ဆုံးသူများရုံလောင်းရှာမတွေ့မှုဖြစ်စဉ်များလည်းပါဝင်သည်တဲ့သို့တော့ဤမြအနေကြီးမားသောအချိန်မီအသက်အနည်းရင်ဆိုင်ရနိုင်သည့်နေရာမျိုးတွင်အဘဲကြောင့်တက်ဆွန့်ဆန်ပြားနေထိုင်လောက်ကိုင်းနေကြသည်တဲ့ ဆင်းရဲမောတဲ့ဟုချင်းကအကြောင်းတရားများကြောင်းဟုဆိုလဲမြည်သူမြငင်းဆန်နိုင်ပြီမဟုတ်ပါထို့သူလက်ရှိဘဝကိုတဲ့ပြောင်းလဲနိုင်ပြီပုံမတိုးတက်မြအခြေအနေကိုမျှော်မှန်းနိုင်သည့်အိမ်မြများမတ်နိုင်သည့်အခြေအနေများကြောင်းဟုလဲဖြေကြလိမ့်မည်ဖြစ်သည်အချားမျော်လင့်ချက်နဲပါတော့တဲ့အလောက်ကန်ခွန်လန်းတဲ့အခြေအနေများကြောင့်အကြံကောင်းရင်တစ်ချက်ကံကောင်းရင်တသက်ဆိုတကယ်ဆိုစွန့်စွန့်စားစားလောက်ကန်နေကြခြင်းဖြစ်သည်တဲ့အဲ့တော့သူတို့ကလည်းသူတို့ရဲ့ဘဝမျော်လင့်ချက်နဲ့ပေါ့နော်ဒီလူတွေကနေပြီးတော့အလောက်ကန် တွက်တွားပြီးခုံလုံးလောက်ကန်ကြဖြစ်တော့တို့တို့အတွက်အနေရတော့လက်ကမ်းပါပါနော်နေစားဖို့နားမှာနေရတယ်ဆိုတော့ကြောက်စားပါလူတွေပေါ့အဲ့မှာမိသားစုနဲ့ဖွဲ့ပြီးတော့ဒီကြောက်ရေမစေးကြောက်ရှာခီလေးထိုးပြီးထိုးလို့နေရသူ့ဘဝရတကယ်လည်းဆိုရင်တော့တော်တော်လေးကိုအော်ဒီနောက်ကောင်နေရာလေးပေါ့ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ဒီမှာနေအဆုံးသက်လေးမှာဒီမှာရေးတာလေးကျွန်တော်ဆက်ပြီးတော့ဖတ်ပြအောင်မယ်ဒါအခု2014မှာဆိုရင်လည်း ပြိုကြောင်းကို16ချိန်ထက်မနည်းဖြစ်ပွားခဲ့ပြီး33ဦးသေခဲ့တယ်2015မှာဆိုရင် match လာမှာဇက်တိုက်ဖြစ်ပွားခဲ့တယ်နောက်ပြီးတော့ဒီအသက်ပေါင်းများစွာတော့ဒီ6ချိန်ပါပေါ့နော်2015 6ချိန်မှာအသက်ပေါင်းများစွာဆုံးရှုံးခဲ့တယ်တေဆုံးခဲ့တယ်21ရက်နေ့မှာဖြစ်ပွားတဲ့ဒီပုံမူကြီးမားတဲ့ဖြစ်စဉ်ဖြစ်တယ်ဒီဖြစ်စဉ်ကလူနေရာကျွန်တော်လက်ရှိမှာပျောက်ဆုံးနေတယ်အဲ့တော့အဓိကတော့ဗျာဖားကန်ဒေသရှိတဲ့လုံခင်းမော်စီစာတာမခန်စိုင်းစိုင်းတောင်ခရင်ချောင်း ဆိုင်းကြဘုံစသည့်ဒေသမြေပြိုကျောင်းအများဆုံးဖြစ်ပွားလျက်ရှိတယ်တဲ့နော်ဒီအခုအဲဖားကတ်မှာဆိုရင်ရှစ်ပြောင်းလို့သာနှစ်သိန်းလောက်ကတော့နော်ရှိနေတယ်အများစုကတော့ဒီသူတို့ဒီလောက်ရမယ်အလုံးနဲ့ပတ်သက်အတွေ့အကြုံမရှိဘူးအတွေ့အကြုံမရှိအဲ့တော့အတွေ့အကြုံမရှိတော့သူတို့ကဒီမှာပို့ပြီးတော့သူတို့ရဲ့အနေအရာပို့များတာဗောနော်ဟိုမြေသားအခြေအနေကိုလည်းမသိဘူးသတိမထားမိဘူးနောက်ရင်မစေးရှာကြောက်စာရှာလူတွေဒီအလုတ်အပေါ်ဒီဇော့ဇော့တွေကတ်နေတော့သူတို့ကအမှအနေအရာကိုဘူးမဆိုင်မိကြတော့အမှမြေပြိုမြေပြိပြီးတော့ တော့အလူရကျွန်တော်ကြောက်ရင်းစေးကြောက်ရှားတော့เนาะကျန်တဲ့ဒီဘေးပောင်ကျုံလည်းတတိမမူပြီးတော့အားကြောင့်လည်းအများကြီးအနေကြုံရနိုင်တော့ဗောနော်အဲ့တော့ဘာကန်ဒေတာမြေပြိုကျောက်များနဲ့အမြင့်ပေ40ခန်းရှိသည့်မြေလိုင်းများတဲ့အရှင်ဖြစ်ပြိုကျမှုမျိုးဖြစ်ပွားမှုကြီးရဲ့နေကင်းပိုင်းကဲ့သို့လူရကြီးအလုံးလုံးကင်နေသည့်အချိန်မျိုးမဟုတ်ရေတည်ဆုံးမှုတတ်တာချင်းဖြစ်သည်တဲ့အားကြောင့်ဒေတာခံများလည်းဒါကိုသုံးသပ်ထားပါတယ်သဘောတန်စရာပေါ်ကျော်သွားတော့လဲရွှေရွှေကျောင်းပြောင်ပြောင်နဲ့ဝမ်းခေါင်ကောင် ဆိုတကယ်လို့ဝင်းရင်ဖြစ်နေရတဲ့နေသားကြောင့်ဘဝရတ္တိရင်းနဲ့မျောလင်းချက်အိမ်မက်များတို့ယခုကဲ့သို့ဖြစ်ရဆုံများကြုံတွေ့နေရခြင်းဖြစ်သည်တဲ့ဖာကန်ဒေတာဖြစ်စဉ်များသည်စင်ယံဝတ္တမှုပြဿနာဤဆွေရသောတရားမှုများကိုမိမောင်းထုတ်ပြသည့်တာတကများစွာအနေမှာတခုဖြစ်ပါကြောင်းဒီပြုဖြည့်ရှင်းနိုင်ပါတယ်11သတင်းဆောင်ကရေးသားဖော်ပြလိုက်ပါသည်ဆိုပြီးတော့เนาะရေးကြီးရမြန်သူကကျွန်တော်တို့လူတွေရဲ့เนาะကျွန်တော်တို့ဒီမြို့ပြည်သူတွေเนาะဒါမဲ့အနေနဲ့အနေရောတော့မမှုတော့ပဲနဲ့ရင်ဆိုင်ပြီးတော့ဝန်းစားအတွက်ရှာဖွေရတယ်ဒါပေမဲ့နောက်ဆုံးတော့เนาะအဲ့ဒီ ဝမ်းစာခက်ရတဲ့ရှောက်ဖွေးနဲ့အသက်တွေဆုံးရှုံးသွားတာကိုဒီမိမောင်ထူပြရေးတာပါကျွန်တော်ဒီ7နေရတာဟုတ်ကဲ့ NC element ထိုးပြီးဒါဆက်သွားမယ်ဒါလုပ်ငန်းစဉ်တွေကတခုဖြစ်တယ်ပေါ့နော်တခုကျွန်တော်ဖျက်ပြအောင်နော်ဒါရရတော့ရုပ်ငင်းငင်းဆွေးနွေးမှုပူးတဲ့ company တွေဒီကျုံနေအီကံမျိုးမှာနှစ်ဦးစီပါဝင်ကိုယ်စားဆက်ချက်ရွေးချယ်ရုပ်ငင်းငင်းဆွေးနွေးမှုပူးတဲ့ company UPDJC တွင်နိုင်ငံရေးပါတီကိုစားပြုပါဝင်ရန် မျိုးသားဒီမိုကရေစီဖွဲ့ချုပ်နေ့ပြည်ခံမျိုးပါတီမှနှစ်ဦးစီအပါအဝင်96ဦးနှောင်းမန်း၂၀ရက်နေ့ရွေးချယ်ခဲ့တယ်မင်းကရွေးချယ်ခဲ့တာပါနော် UPDJ စီတွင်ပါဝင်ရအစိုးရနဲ့တိုင်းရင်းသားလက်နက်ကန်အဖွဲ့တို့မှ96ဦးစီရွေးချယ်ထားပြီဖြစ်သည်ရဲ့ထို့ကြောင့်အကြံရှိသောပါတီကိုယ်စားလှယ်96ဦးကိုနှောင်းမန်း၂၀ရက်နေ့ကပြုလုပ်ခဲ့တော့ UPDJ စီအစည်းအဝေးတွင်ရွေးချယ်ခဲ့ခြင်းဖြစ်သည်ရဲ့ကိုယ်စားလှယ်ပါတီကိုယ်စားလှယ်ဖြစ်ဒီချုပ်နေ့ပြည်ခံမျိုးတို့မှ နှစ်ဦးစီရခိုင်မျိုးသားပါတီမှဒေါက်တာအေးမောင်ရှမ်းတန်းရေးသားများဒီမိုကရေစီဖွဲ့ချုပ်မှတဦးအစုအဖွဲ့၃ဖွဲ့ဖြစ်သည့်ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA မှဦးစောထွန်းအောင်မြင့်နဲ့ညီတော်တန်းရေးသားပါတီများဖက်ဒရယ်ရှင်း MBF မှဦးစိုးစံညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNE မှကိုယ်စားလှယ်တဦးတို့ကိုမဲပေးစရာမလိုဘဲရောက်ငင်းငင်းဖော်ဆောင်လုပ်ငန်းကော်မတီဒုက္ခ အဆိုပြုချက်ဖြင့်ရွေးချယ်ခဲ့တယ်တဲ့။ပါလီရှိတဲ့တော်မှာကိုယ်စားလှယ်200တော်တက်ရောက်တော့ထိုပွဲတွင်နဲ့96ဦးရွေးချယ်ရန်ဒီလမ်းမျိုးစုံစဉ်းစားခဲ့ပြီးဒီကြုံးနဲ့ပြည်မျိုးတို့မှနှစ်ဦးစီအဆန်အဒီနဲ့ရခိုင်မျိုးသားပါတီမှတဦးစီပါဝင်သောကိုဦးကိုမဖြစ်မနေပါဝင်တင်သောစည်းရင်းဖြင့်ရွေးချယ်ခဲ့တာဖြစ်တယ်တဲ့။အခမ်းအနားတွင်ဦးအောင်မင်းကအစိုးရအသစ်လက်ထက်ရင်းနှီးလုပ်ငန်းစီများ၌၎င်းတို့ဆက်လက်ပါဝင်စေလိုပါကပြည်ခံပြိုးတွင် ကိုယ်စားလှယ်တနည်းအား သတ်မှတ်ပေးရန်လိုအပ်ကြောင်းလည်းပါတီများတို့ပြောကြသည်။ကျန်ရှိသော UPDJC ခုနှစ်ဦးကိုမဲပေးရွေးချယ်ရာတွင်ပါတီများဆိုပြုချက်ကိုယ်စားလှယ်များဖြင့်မြန်မာဒီမိုကရေစီအင်အားစု MDM ဦးခင်မောင်စွေဒီမိုကရေစီပါတီမြန်မာဟာဥတုဝင်နှင့်ဦးမျိုးညွတ်ဒီမိုကရေစီညီညာရေးတို့ရွေးချယ်ခံရသည်တဲ့။ဟိုဒီအကြံပေးနေတဲ့ဒါရွေးချယ်တယ်ပေါ့နော်အကြံပေးဖြစ်ပေါ့နော်ပါဝင်တဲ့ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌဒေါက်တာဒူးကြ ဥပအောင်ဒီမိုကရက်ပါတီဥက္ကရာဥအောင်မိုးသောပေါင်ဝင်ရှိဦးပါတီရှိကူမှအကြံပေးခုနရှိဦးကိုလည်းရွေးချယ်ခဲ့တယ်ဗောနော်ပါတီရှိဦးရဲ့ဒါရှိဦးရဲ့ပါတီရှိကူကလည်းရှိဦးကရွေးချယ်ခဲ့တော့အကြံပေးရောက်ဟုတ်ပြီဟုတ်ပြီအဲပြီးတော့ဒီဘောနော်ဒီရကဘာလဲဆိုတော့ဒီမိုကရေစီကိုထင်အပ်စေတဲ့အလုံးတဘောတူညီမှုရွေးချယ်ရတဲ့ပါတီ၅ခုမှခန့်ဆိုပြတော့လေနမခံပဲရင်းပါတီတွင်အစည်းအဝေးမှထွက်ခွာလာခြင်းဖြစ်ကြောင်းနဲ့ ဥစင်အောင်ကပြောတယ်ဟောဥစင်အောင်တို့ဒီပါတီကတို့ဆိုပြီးကြက်ဟာတွေကိုဟာဖြစ်လို့စီးရထွက်လာတဲ့အကြောင်းလည်းရေးထားပါဘောနော်ဟုတ်ကဲ့ပါတီတွေကလည်းအခုရွေးချယ်လာပြီပေါ့နော်ဒီပူတဲ့ကော်မတီမှာဒီ UPDC အစိုးရတို့နိုင်ငံရေးပါတီဒါ86ပါတီမှာကိုယ်စား220တယောက်ကဲတဲ့နိုင်ငံရေးမှုကဆွေးနွေးပွဲ UPDC သုံးဝန်ဆိုင်အစည်းအဝေးကိုနိုဝင်ဘာ24ရက်နေ့ပြုလုပ်ပြီးဖြစ်ပြီးတဲ့လာမယ့်24ရက်မှာဒီအစည်းအဝေးမှာအခုရွေးချယ်ရမယ့်ကိုယ်စားလေးရာလေးပြန်ပြီးတော့ဒီဆွေးကိုပေါင်းဆွေးနွေးတော့ပေါ့နော်နိုင်ငံရေးမှုဟုတ်ကဲ့ တော့ကျွန်တော်ဒီမှာဒီနောက်တစ်ပုဒ်ကတော့ဒီဒီမိုကရေစီတူလေးသတင်းစာကကျွန်တော်ဇာမျှနှစ်ကသတင်းတစ်ပုဒ်ကျွန်တော်ဖတ်ပြအောင်မယ်။ဒေါက်ဆန်းစုကြည်ဂျပန်တို့အစောဆုံးလာရောက်လည်ပတ်ရင်ရှင်ဆိုအဘေးဖိတ်ကြားဆိုပြီးတော့နော်။ဒါဒီကျွန်တော်ပြီးခဲ့တဲ့တောက်ကြနေပေါ့20တဲ့20ရက်နေ့ကထုတ်ပြန်တဲ့ဒီဂျပန်နိုင်ငံသားဥက္ကဋ္ဌဌာနရဲ့ထုတ်ပြန်တဲ့သတင်းရကျွန်တော်သိရပါပြီ။နိုင်ငံပါတီဥက္ကဋ္ဌဟုတ်ပါရဲ့နိုင်ငံပါတီရဲ့ဥက္ကဋ္ဌပါ။အထွေထွေရွေးကောက်ပွဲတွင်နိုင်ငံခဲ့သည့်မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အားဂျီဂျူဂုံပြူကြောင့်ဂျပန်ဝန်ကြီးချုပ်ရှင်ဆိုအဘေးတောင်းလာတဲ့အထက်ပါတိုင်း ဒီရေးသားပြီးဖိတ်ကြားတာပေါ့နော်သူရဲ့တုံ့လောင်မောင်ရေးသားတာပါအစိုးရတဲ့ဖွဲ့စည်းပြီးတော့ဒေါ်စန်းစုကြည်ပထမဦးဆုံးတောရောက်နိုင်မြေနိုင်ငံမှာမြို့တိနိုင်ငံဖြစ်မြင်နေယူဒီမိုကရေစီတူရေးရဲ့မင်းမြတ်မှုပြောင်းမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဘော်လုံးမှုဆောင်ကော်မတီဝင်တဲ့ဦးဝင်းထိန်ကနိုင်ငံသားရေးခီးစဉ်နဲ့ပတ်သက်ပြီးတဲ့အငယ်ခုတိဘာမှမသိသေးဘူးဆိုပြီးတော့နော်နိုမန်27နေရတော့အနေနဲ့လည်းပါတော့ဒီပြောတာလေဒါပေမဲ့ဘယ်နိုင်ငံကိုသွားမလဲဆိုတော့မသိသေးဘူးပေါ့ဗျာ ရုပ်ောက်ပွဲနိုင်ရခြင်းအတွက်တဲ့ချီကျူးဂုံပြုပါကြောင်းတောင်းလာလို့တဲ့မြန်မာနိုင်ငံအမျိုးသားပြန်လည်ရေးကြားစစ်ရေးဂျပန်အထူးတန်တမန်နဲ့နော်အဲ့တန်တမန်တစ်ဆင့်ပေးရလိုက်ခြင်းဖြစ်ပြီးတော့တဲ့ဒီ၎င်းကမြို့သားဒီမိုစီအဖွဲ့ချုပ်ကတောင်းဝင်ရှိသူများနဲ့နေတွေ့ဆုံစဉ်ပေးရခဲ့ခြင်းဖြစ်ကြောင်းသိရသည်နော်ဟုတ်ပါတယ်ကျွန်တော်ကခုနဖာကန်ဒါမာလီဘရက်တနေနေဆက်ဖတ်ကြပါကြည့်မယ်ကျွန်တော်ပိုင်ထဲမှာပါတယ်ဒီနေ့ပါဖာကန်ညီစာဘုပြောကြားမှု89လောင်းတွေ့ရှိတဲ့ ဒုတိယခန့်ပြောင်းဆုံးနေသေးတယ်။အချင်းပြင်းနဲ့ဖားကမျိုးနဲ့ဆံမခန့်ကွာရှိလုံခင်ကျေးရွာနဲ့စိန်မူးကျေးရွာကြားတွင်နိုဝင်ဘာ20ရက်နေ့မနက်3နာရီခန့်ကပြည်ထောင်ကျော်ရှိမြေသာဝန်ပြိုကျခဲ့ရမှဒုတိယကျော်ပြောင်းဆုံးခဲ့ပြီးဖရန်ဆက်ကိုလောင်ကိုပြန်လည်တွေ့ရှိထားကြောင်းလုံခင်နေမြေရဲစခန်းမူရဲအုပ်ထင်ကျော်ကပြောကြသည်အစိုးရမြေပြိုကျခဲ့သည့်နေရာမှာကြောင်မြတ်ဒူဘော်ရေရှာဖွေရေးလုပ်ကိုင်းနေသည့်ကုမ္ပဏီများမှဒါရောက်ဆုံးမြစ်ထားသည့်မြေသာပုံဖြစ်ပြီးအမြင့်ပေ တထောင်နီးပါးခန့်ရှိကြောင်းရင်းအနီးတွင်ရေမစေးကြောက်ရှာဖွေသူများနေထိုင်သည့်တဲအိမ်200ကျော်ခန့်ရှိကရေပြိုကျခဲ့စဉ်ဒုတိယခန့်နေထိုင်လျက်ရှိသောတဲအိမ်90ခန့်မှာရေကြီးများနှင့်ဒူပါသွားခဲ့ကြောင်းဒေသခံများထံမှသိရသည်ရေပြိုကျတဲ့အထက်ပါသွားသူတွေကိုကယ်ဆယ်နိုင်ဖို့မြေတူးဆက်ဆက်တဲ့ဇင်းနဲ့မနေ့တည်းကရှာဖွေနေတာအသက်ရှင်လေပြန်တွေ့သူတယောက်မှမရှိသေးဘူးနေ့နေ့6နာရီအထိရှာဖွေခဲ့တာအလောင်း29လောင်းကပြန်တွေ့ပြီးရုပ် ဆိုထင်ကပြောကြတယ်ဒီဟာပါနော်ပါကန့်ဒီကကျန်တူးကလည်းပြည်လိ9နာရီအထိရှားခွေးညရ82လောင်းတွေ့ရှိထားပြီးအဆိုပါအလောင်းညောင်းတွင်မျိုးသမီးအလောင်းအနှဲငယ်သာပါရှိကြောင်းပြောဆိုသည်တဲ့ညင်းတူသားကလေးရေပုံရေစာပုံဤအောက်ခြေတွင်ရေတိုက်စားရမှရေသားများဤကြကရုတ်တရက်ပြိုချမှုကြောင့်အနည်းရှိတဲ့အိမ်အလုံး90ခန့်မြေကြီးအတူရောပြီးတော့မြေပြိုပါသွားတဲ့သဘောမျိုးရေးထားပါဘောနော် ဒါအဲ့အောက်မှာဒါပြီးပြီးတော့လူမျိုးဖြစ်နေတဲ့အကြောင်းဒါဒေသခံတူကပြောကြားထားတယ်ပေါ့နော်ဒါတော့နော်ကျွန်တော်ကဒီမှာဒီ season ရဲ့နောက်ဆုံးဖတ်ပြမယ်ကာတွန်လေးတစ်ခုကျွန်တော်ရွေးချယ်ထားပါဒါလည်း daily 11သတင်းစာပါပဲစာမျက်နှာတစ်စင်ပါပါဒီအုတ်တိုင်းတစ်ခုမှာပါဗျာနော်အုတ်တိုင်းတစ်ခုမှာအထဲမှာအတန်တွေထွက်နေရပါဘောနော်အတန်တွေအုတ်တိုင်းတစ်ခုဆိုတာဒါကျွန်တော်မြင်ရတော့ဒီအချင်းတော်တစ်ခုတော့အချင်းတော်တစ်ခုလို့ကျွန်တော်ယူဆပါတယ်ချန်စီယိုအုတ်တိုင်းအမြင့်ကြီးပါဘောနော်ချန်စီယိုကြီးခတ်ထားတယ်တန်ဆူဂျိုကြီးရှိတယ် အဲ့ဒါမှပြောနေကြပြရွက်ောက်ပွဲကြီးကတော့တဲ့ပွင့်လင်းမြင်သာသွားပြီတဲ့အဲမမြင်တာကတော့တဲ့ထောင်တဲ့အချုပ်ခန်းတွေပဲဗောတဲ့ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ဒီကာတွန်းလေးနဲ့ပဲနော်နေ့စဉ်ထွက်ရှိလာတဲ့သတင်းစာချန်နယ်တွေကကောင်းလို့ရရဆက်ဝင်စားဖွဲ့ရသတင်းတွေကိုထုံထုံတင်ဆက်ဖက်ကြားပေးတဲ့အစီအစဉ်ဒီမောပြည့်စုံပြီဖြစ်ပါတယ်ကြည့်ရှုအားပေးတဲ့ပိတ်သက်တွေကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ